ုန်းတို့လူဘွားလေးမှာဒီလိုလေးရက်တီးပြီးတော့နေနိုင်တာဆိုတာကံစွမ်းကံအရှိန်နဲ့အဓိကအဲ့ဒါကိုမှီခိုးပြီးတော့ဘုံတို့ရက်တီးနေတာအဲ့ဒါမြင်ဖို့တော့အရန်ခက်တယ်ဒါပေမဲ့သူ့ကိုတဘာဝကြကြဘုံတို့စဉ်းစားတတ်ဖို့ဆင်ခြင်တတ်ဖို့လိုတယ်ဆိုကြပါစို့ဘုံဘုံဥမာလေးတစ်ခုပြောမယ်နော်ဟိုမြားတစ်ချောင်းကိုလေးညို့မှာတင်ပြီးတော့အကောင်ကောင်နဲ့ဆွဲပြီးတော့ပြစ်လိုက်မှာနော်အဲ့ဒီမြားအရှိန်နဲ့ထွက်သွားတယ်လေထဲမှာဘလောက်ကြာကြာဖြတ်တန်းသွားမလဲဒါပြစ်လိုက်တဲ့လူရဲ့အား နော်လေးအကြီးအသေးလေးညို့အကောင်းအပြုမြားတန်ရဲ့ဖြောင့်မှုဒီအကြောင်းတရားများစွာပေါ်မှာအခြေခံပြီးတော့ဒီမြားဟာလေထဲမှာဘလောက်ကြာကြာဖြတ်သန်းနေမလဲဆိုတာဘုံဘုံတို့သိနိုင်တယ်ပေါ့အလွန်ကိုကောင်းတဲ့အရှိန်နဲ့အလွန်ကောင်းတဲ့လေးနဲ့အလွန်အားကြီးတဲ့လူကပြင့်မယ်ဆိုတော့အကြာကြီးတီးနေမယ်နော်အရှိန်နဲ့ပြင်တော့ချို့သူမိုးပစ်တင်လိုက်တယ်ဆိုတော့အဝေးကြီးရောက်ပြီးတော့တော်တော်နဲ့ပြန်ပြီးတော့မကြောက်ဘလောက်ပဲအရှိန်ကောင်းတယ်ပြောပြောတေးကြတာအဲ့ဒါပါတော့ပြန်ကြမယ်နော်သူသာဝရအရှိန်ဆိုတာ မရှိကံဆိုတာအရှိန်တစ်မျိုးလို့ဖမွားတော့နားလဲမိတယ်ပေါ့ဟုတ်လားတကယ်လို့လေးရလဲပဲပုံတော်ကြောကလေးလှုပ်ထားတဲ့ဖြစ်ကြတဲ့ဆန်လေးလေးပြစ်တာလဲကလေးလေးမြားတာလဲဖြောင့်တာမရှိဘူးဆိုပြစ်လိုက်တယ်လင်းကပေလောက်ရောက်ပြီးတော့ပြုတ်ကြသွားမှာပေါ့ဘုန်းတော်ကဘဝကိုဘလို့လေးမျိုးနဲ့ဘလို့အရှိန်နဲ့ဘဝဆိုတဲ့မြားတံကိုနော်ကံတရားအကြောင်းတရားနဲ့အရှိန်ကောင်းကောင်းနဲ့ပြစ်တင်ခဲ့တယ်လေတောင်းတဲ့တရားမတူဘူးပေါ့ဟုတ်လား တချို့ဆိုရင်ခဏလေးတက်သွားပြီးတော့ပြတ်ပါတော့ပြုတ်ကျသွားတယ်အရှိန်နဲ့သွားနေတာဟုတ်လားအဲ့တော့ဒီကံတရားကိုအဲ့ဒီဒီမြားဒစင်းရဲ့အရှိန်နဲ့ရှင်ပြီးတော့တွေးကြည့်သိကျင်တယ်ပေါ့ဟုတ်လားအဲ့တော့ငါတို့ကဒီဘဝဆိုတဲ့မြားတန်လေးရလေထဲမှာအချိန်ဘလောက်လောက်ကြာကြာနေမှာတော့မသိနိုင်ဘူးဘယ်ချိန်ဖုတ်ခနဲ့ပြုတ်ကြမလဲမသိနိုင်ဘူးเนาะအရှိန်ကုန်တဲ့အချိန်မှာပြုတ်ကြရလိမ့်မယ်တချို့ဆိုလို့ရှင်เนาะအသက်အစိတ်20လောက်နဲ့ယောဂါဆိုရပြီးတော့ တိတ်ပြီးတော့နေတာထိုင်တာစတာတောက်တာထူးထူးခြားခြားကြီးမဟုတ်ပါဘူးဒါကံအကြောင်းတရားကြောင့်ပျက်စီးတာပေါ့ဟုတ်လားဒီမြေဒီပုံမှာနေပြီးတော့ဒီစားရတာပဲတူတူများသောဖြင့်စားရတာများပါတယ်ဒါကတိတ်ပြီးတော့ကြီးမားတဲ့နောက်ခံအကြောင်းတရားကြီးလို့ဖုံဖုံမထင်ပါဘူးဟုတ်လားတကယ်တမ်းကဘာကွာသွားတာလဲလို့မင်းဘယ်လိုပြောမလို့ကံကွာသွားတာပေါ့နော်ကံအရှိန်ကွာသွားတာအဲ့တော့ပြောရင်တာကဘာတုံးနောက်ကံစိန်ဥရုအဟာရဆိုတဲ့အကြောင်းတရားတွေဟုတ်လား ဲ့ဒီအကြောင်းတရားတွေကပြုပြင်လို့သင်္ခါရတရားဒီယုံ nant ကိုသင်္ခါရလို့ခေါ်တာအဲ့ဒီဟာတွေအကြောင်းတွေစုံလို့ဖြစ်လာတာဒါယုတ်ရဲ့အကြောင်းတရားလောက်ပဲပြောတာနော်